ညီကိုတို့အားလုံးပဲမင်္ဂလာပါခင်ဗျာဘာမကိကနေကြိုးဆိုပါရစေကျွန်တော်ကတော့ကိုဆက်ပါအခုကတော့2025ခုနှစ်အော်တိုဘာလ15ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအင်္ဂလန်ဟာဥရောပကနေလာမဲ့နေရာဒီမှာကျင်းပမဲ့ကမ္ဘာဖလားပြိုင်ပွဲကိုပထမဆုံးခြေစစ်ပွဲအောင်တဲ့အသင်းဖြစ်သွားခဲ့တယ်လို့တိုက်စစ်မှုဟာရီကိန်းကလည်းစံချိန်တစ်တွေပိုင်ဆိုင်ခဲ့ပြီဆိုတဲ့သတင်းကိုပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ် မင်းညာကလက်စ်ဗီးယားကို၅ဂိုးပြတ်အနိုင်ရတဲ့ပွဲပြီးမှာအင်္ဂလန်ဟာဥရောပတိုက်ကနေ2026ကမ္ဘာဖလားခြေစစ်ပွဲကိုပထမဆုံးအောင်တဲ့အသင်းဖြစ်သွားခဲ့တာပါအင်္ဂလန်ဟာခြေစစ်ပွဲစဉ်တွေမှာယာနုံးပြေနိုင်ပွဲရယူပြီးပထမဆုံးခြေစစ်ပွဲအောင်တဲ့အသင်းဖြစ်လာခဲ့တာပါပါဝင်ခွင့်ရတဲ့အသင်း48သင်းအထိတိုးချဲ့ထားတဲ့2026ကမ္ဘာဖလားပြိုင်ပွဲအတွက်ခြေစစ်ပွဲအောင်တဲ့အသင်းကထပ်ဝက်ကျော်ရှိနေပါပြီဟာရီကိန်းဟာလက်စ်ဗီးယားကိုအင်္ဂလန်က၅ဂိုးဂိုးမရှိတဲ့အနိုင်ရခဲ့တဲ့ပွဲမှာအင်္ဂလန်အတွက်၅ဂိုးသွင်းနိုင်ခဲ့တာကြောင့် အင်္ဂလန်အတွက်တပွဲထဲမှာတကိုးနဲ့အထက်အများဆုံးသွင်းနိုင်တဲ့ကစားသမားဆိုတဲ့စံချိန်ကိုပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။ဟာရီကိန်းဟာအင်္ဂလန်အတွက်တကိုးနဲ့အထက်သွင်းနိုင်တဲ့ပွဲကတော့73ပွဲအထိရှိသွားခဲ့ပြီးစံချိန်တစ်ကိုအခုလိုပိုင်ဆိုင်သွားခဲ့တာပါ။ဟာရီကိန်းရဲ့အရင်အင်္ဂလန်အတွက်တကိုးနဲ့အထက်အများဆုံးသွင်းယူထားတဲ့သူကတော့ဘော်တန်တိုက်စစ်မှု net floor house ဖြစ်ပြီးတော့72ပွဲအထိကိုသွင်းယူနိုင်ခဲ့တာပါ။ဟာရီကိန်းကအင်္ဂလန်အတွက်ပွဲ130ကစားခဲ့ရမှာ86ဂိုးအထိသွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဟာရီကိန်းကတောမတ်စ်တူချယ်လက်အောက်မှာအင်္ဂလန်အတွက်ဂိုးပိုသွင်းနိုင်တဲ့အနေအထားတွေကိုပိုင်ဆိုင်ခဲ့ပြီးတောမတ်စ်တူချယ်လက်အောက်မှာအင်္ဂလန်အတွက်ခုနှစ်ပွဲကစားခဲ့ရမှာခုနှစ်ဂိုးအထိကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်တောမတ်စ်တူချယ်လက်ထက်မှာအင်္ဂလန်ဟာပိုပြီးတည်ငြိမ်တဲ့အနေအထားကိုရောက်လာတာကြောင့်မလို့အခုလိုစံချိန်မှတ်တမ်းတွေပိုင်ဆိုင်ခဲ့တာလို့သတ်မှတ်ရမှာဖြစ်ပါတယ်ခင်ဗျာ ပေါ်တူဂီအသင်းကောင်းဆောင်ရော်နယ်ဒိုဟာကမ္ဘာဖလားခြေစစ်ပွဲတွေမှာဂိုးအများဆုံးသွင်းတဲ့သူဖြစ်သွားခဲ့ပြီဆိုတဲ့သတင်းကိုဆက်ပြီးတင်ဆက်ပေးပါမယ်။ဟန်ဂေရီနဲ့နဂိုးစီတည်ရကြတဲ့ပွဲမှာသွင်းယူခဲ့တဲ့ဂိုးတွေကြောင့်မလို့ရော်နယ်ဒိုဟာကမ္ဘာဖလားခြေစစ်ပွဲတွေမှာဂိုးအများဆုံးသွင်းတဲ့သူအဖြစ်ကိုရောက်ရှိခဲ့တာပါ။ပွဲချိန်22မိနစ်မှာပေါ်တူဂီအတွက်ခြေပဂိုးအနေနဲ့တွင်းယူခဲ့တဲ့ဂိုးဟာကမ္ဘာဖလားခြေစစ်ပွဲစဉ်တွေမှာရော်နယ်ဒိုရဲ့42ဂိုးမြောက်တွင်းဂိုးဖြစ်ခဲ့ပြီးကမ္ဘာဖလားခြေစစ်ပွဲတွေမှာဂိုးအများဆုံးတွင်းသူအဖြစ်ရပ်တည်ခဲ့တဲ့ဂွာတီမာလာတိုက်စစ်မှုကာလော့စ်ရူးစ်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့ဂိုးဖြစ်ပါတယ် ပထမပိုင်းပြီးခံဒီမှာရော်နယ်ဒိုကပေါ်တူဂီအတွက်ဥဆောင်ကိုထပ်သွင်းခဲ့ပေမဲ့ဒုတိယပိုင်းပြီးခံဒီမှာစာဘော့စလိုင်းကဟန်ဂေရီအတွက်ခြေပကိုပြန်သွင်းသွားလို့နှကိုးစီတည်ရည်ချခဲ့တာပါရော်နယ်ဒိုဟာနိုင်ငံလက်ရွေးစဉ်အသင်းအတွက်သွင်းကို143ကိုရှိသွားပြီဖြစ်တယ်လို့ကစားသမားဘဝတလျှောက်သွင်းကိုကလည်း948ကိုရှိသွားခဲ့ပါပြီ။ကစားသမားဘဝ9000ပြည့်အောင်သွင်းနိုင်ဖို့ပေါ်တူဂီနဲ့အတူကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖို့ဆိုတဲ့အိမ်မက်တွေကရော်နယ်ဒိုနဲ့ပို့ပို့ပြီးနှီးကပ်လာခဲ့ပြီဖြစ်တယ်လို့ပဲပြောရတော့မှာဖြစ်ပါတယ်ခင်ဗျာ။ အင်တာမိုင်ယာမီတိုက်စစ်မှုမက်ဆီဟာကဘာကျော်အပန်းဖြေကျွန်းဖြစ်တဲ့အီဘီဇာမှာစောက်ထားတဲ့အိမ်ကိုတက်မှတ်စည်းကမ်းတွေနဲ့မကန့်ညီတာကြောင့်အိမ်ကိုဖျက်ပေးရမယ့်အခြေအနေတွေနဲ့ရင်ဆိုင်နေရပြီဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ပေါင်ဆယ်တန်းတန်ဖိုးရှိပြီးအီဘီဇာဗီလာလို့နာမည်ပေးထားတဲ့အိမ်ကိုမက်ဆီက2022ခုနှစ်တုန်းကဆွစ်ဇာလန်စီးပွားရေးလုပ်ငန်းရှင်တယောက်စီကနေဝယ်ယူထားတာပါ။968စတူရမ်မီတာကျယ်ဝန်းတဲ့ Ivisa Villa အိမ်ရဲ့အချို့စိတ်ပိုင်းတွေဟာ ဒေတာဖွင့်ပြိုးရေးစီမံကိန်းနဲ့ကိုက်ညီခြင်းမရှိနေသလိုမြေနေရာတချို့ကလည်းအများပြည်သူပိုင်နေရာတွေဖြစ်နေတာကြောင့် Maxi အနေနဲ့အိမ်ရဲ့အစိတ်ပိုင်းတချို့ကိုဖျက်ပေးရမယ့်အနေအထားနဲ့ရင်ဆိုင်နေရတာပါ Maxi ဟာ Ibiza ကျွန်းစီမံခန့်ခွဲမှုကော်မတီနဲ့ဆက်သွယ်ပြီးသူဝယ်ယူစဉ်ကလေးကပါရှိခဲ့တာဖြစ်လို့ Shop Pot စဉ်းစားတာမျိုးလုပ်ပေးဖို့တောင်းဆိုသွားမယ်လို့လည်းသိထားရပါတယ်ခင်ဗျာ Liverpool အသင်းဟာ Jersey ရင်ဘတ် sponsor ကြီးကိုစံချိန်တင်ရရှိတော်မယ်ဆိုတဲ့အသတင်းကိုဆက်တင်ဆက်ပေးပါမယ် ်လက်ရှိအချိန်မှာ Liverpool ကို Jersey ရင်ဘတ် sponsor ပေးထားတဲ့ Standard Qatar ကစာချုပ်တစ်ချုပ်ဆိုတဲ့နေရာမှာတစ်နှစ်ကိုပေါင်တန်း80အထိတိုးမြှင့်ပေးသွားမှာဖြစ်လို့ Liverpool ဟာ Premier League ကလပ်တွေထဲမှာ Jersey ရင်ဘတ် sponsor ကြီးအများဆုံးရတဲ့ကလပ်ဖြစ်လာတော့မှာပါ Standard Qatar ဟာ2010ပြည်နေကလေးက လီဗာပူးနဲ့ရင်ဘတ်ဂျာစီစပွန်ဆာသဘောတူညီမှုကိုရယူထားခဲ့တာပါလက်ရှိအချိန်မှာမန်ယူနဲ့မန်စီးတီးတို့ကပရီးမီးယားလိကလပ်တွေထဲမှာဂျာစီရင်ဘတ်စပွန်ဆာကြီးအများဆုံးရတဲ့ကလပ်တွေဖြစ်ရပ်တည်နေတာပါမန်ယူနဲ့မန်စီးတီးတို့ဟာ Snapdragon နဲ့ Etihad Airways တို့စီကနေပြီးတနစ်ကိုဂျာစီရင်ဘတ်စပွန်ဆာကြီးပေါင်တန်း60ထိတောင်ရရှိနေတာဖြစ်ပါတယ်လီဗာပူးကိုဂျာစီရင်ဘတ်စပွန်ဆာကြီးပို့ပေးပြီးသဘောတူညီမှုယူဖို့ကြိုးပမ်းနေတဲ့အလုပ်ငန်းတွေရှိတာကြောင့်မလို့ Standard Charter ကစံချိန်တင်ပေးဖို့ဆုံးဖြတ်ခဲ့တာပါ ချန်ပီယံစုတွေရယူနိုင်ခဲ့တာတွေကအခုလိုပဲလီဗာပူးအတွက်စံချိန်တင်ဝင်ငွေတွေရရှိဖို့အထောက်အကူဖြစ်စေခဲ့တယ်လို့ပဲသုံးသပ်ရတော့မှာဖြစ်ပါတယ်ခင်ဗျာဒီကနေ့အတွက်နောက်ဆုံးအားကစားသတင်းတွေကိုကျွန်တော်တို့ဘာမာကိတ်ကနေပြီးညီကိုတို့အားလုံးအတွက်ကိုစူးစီးပြီးတင်ဆက်ပေးခဲ့တာပါဒီပေါ်မှာညီကိုတို့ထင်မြင်စချက်တွေကိုကျွန်တော်တို့ဘာမာကိတ်ရဲ့ဗီဒီယိုလေးတွေအောက်မှာ comment လေးတွေပေးသွားနိုင်တယ်လို့ကျွန်တော်တို့ဘာမာကိတ်ရဲ့ဗီဒီယိုတွေကို like နဲ့ share ပြုလုပ်ပေးဖို့မေတ္တာရက်ခံပါတယ်ကျွန်တော်တို့ဘာမာကိတ်ရဲ့ဗီဒီယိုတွေကိုစုံထီကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ